င်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမှာရှိကြပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ကျမရွှေနွယ်ပါဒီကနေ့တင်ဆက်ပေးမာတွေကတော့တမူးမြို့မှာဖြစ်ခဲ့တဲ့ပြစ်တက်မှုဖြစ်စဉ်ဟာစစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကိုဆန့်ကျင်နေတာကြောင့်ထိထိရောက်ရောက်အေးအေးယူမယ်လို့ NUG ကထုတ်ပြန်လိုက်တဲ့သတင်းနဲ့အတူ ကြည်မြင့်တိုင်းမြို့နယ်ပန်းမြင်ကြီးလမ်းမှာသွေးကြွေးအဖြစ်ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့တဲ့ရင်ပါဝင် နောက်ဆုံးရပြည်ရင်တဲ့ရင်တွေကိုနားဆင်ကြပါမယ်မင်္ဂလာပါခမညာထိတ်တန်ရောက်ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ကျွန်တော်နောင်တော်ပါ တမူးမျိုးမှာဖြစ်ခဲ့တဲ့အမျိုးသမီးတစ်ယောက်ပြစ်ဒဏ်ခံရမှုဟာစစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေကိုစိုင်းကျင်နေတာကြောင့်ထိထိရောက်ရောက်အရေးယူသွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကသတင်းထုတ်ပြန်ပါတယ်။စကိုင်းတိုင်းတမူးမျိုးမှာအမျိုးသမီးတဦးပြစ်ဒဏ်ခံရတဲ့ရုပ်တံတစ်ခုဟာလူမှုကွန်ရက်စာမျက်နှာမှာပြန့်နှံ့နေပြီးအဲဒီရုပ်တံမှာမြင်တွေ့ရတဲ့ဖြစ်ရပ်တွေဟာ NUG ကရှာမှတ်ထားတဲ့စစ်ရဲကျင့်ဝတ်တွေကိုစိုင်းကျင်နေတယ်လို့ NUG ကပြောပါတယ်။ အဲ့ဒီအမျိုးသမီးဟာအရင်က PDF တွေဖန်စီသက်ပြတ်ခံခဲ့ရတဲ့ကိစ္စရက်တွေမှာပါဝင်ပတ်သက်ခဲ့သူဖြစ်တယ်လို့ဒေတာရင်းကကွေတပ်ဖွဲ့တွေကပြောပါတယ်။ NUG ကတော့အဲ့ဒီပြစ်သက်ခဲ့တဲ့ဖြစ်ရက်ဟာစစ်ဘက်ဆိုင်ရာကျင့်ဝတ်စည်းကမ်းတွေအရလုံးဝလက်သင့်မခံနိုင်တဲ့ကိစ္စဖြစ်ပြီးဖြစ်စဉ်တွေနဲ့ပတ်သက်တဲ့ကွင်းဆက်တွေကိုစုံစမ်းစစ်ဆေးပြီးတော့ကျူးလွန်ခဲ့တဲ့ဘယ်သူကမှမစိုးအရေးယူသွားမယ်လို့သတင်းထုတ်ပြန်ပါတယ်။ ဒါအပြင်ပြည်သူ့ကာကွယ်ရေးတောက်ဖွဲ့ဝင်တွေအနေနဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ပြည်သူခုခံတုံးလန့်စစ်ကိုဆင်နွှဲနေတဲ့အချိန်မှာစစ်ဘက်ဆိုင်ရာဥပဒေတွေစစ်ရဲညှို့ချချက်တွေနဲ့အညီစီမံဆောင်ရွက်ရမယ်လို့လည်း UNG ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီဖြစ်စဉ်အတွင်းမှာကာကွယ်ရေးတောက်ဖွဲ့တွေပါဝင်ပတ်သက်တာရှိမရှိစုံစမ်းမှုတွေကိုစစ်ဘက်ဆိုင်ရာဥပဒေတွေနဲ့အညီလုံဆောင်ဖို့သက်ဆိုင်ရာစစ်ရဲတာဝန်ရှိသူတွေကိုညှို့ချထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်။ အာနာသိန်းစစ်ကောင်စီကတော်လန်ရဲတပ်ဖွဲ့ဝင်တွေကိုသူတို့လိုပဲအကြမ်းဖက်လုံရက်တွေလုတ်တယ်လို့ပုံဖော်နေတဲ့အပေါ်ထောင်ချောက်တဲ့မဝင်သွားကြဘူးပြည်သူကာကွယ်ရဲတပ်ဖွဲ့ဝင်တွေပြည်သူရဲတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူကာကွယ်ရဲတပ်ဖွဲ့ဝင်တွေအားလုံးအထူးသတိချက်ရမယ်လို့လည်း UNG ကသတိပေးထားပါတယ်ခင်ဗျာ ရန်ကုန်တိုင်းကြီးမြင့်တိုင်းမြို့နယ်ပန်းမင်ကြီးလမ်းမှာလုံခြုံရေးယူပေးနေတဲ့စစ်ကောင်စီတပ်ကိုဒီဇင်ဘာ9ရက်နေ့ညပိုင်းကမြို့ပြပျောက်ကြားသုံးဖွဲ့ပူးပေါင်းပြီးဘုံခွဲတိုက်ခိုက်ခဲ့တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာပြည်သူ့အင်အားစု UNCD ကထုတ်ပြန်ထားပါတယ်2021ခုနှစ်ဒီဇင်ဘာ9ရက်နေ့ကပန်းမင်ကြီးလမ်းမှာငိမ့်ချန်းစွာဆန္ဒပြနေတဲ့လူငယ်တစုကိုစစ်ကောင်စီတပ်ကကားနဲ့တိုက်ဖမ်းခဲ့တဲ့နှစ်ပတ်လည်နေ့အနေနဲ့တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ဒီတိုက်ခိုက်မှုကို ကြီးမြင့်နိုင်အင်အားစု KMD UMCD အင်အားစုနဲ့ရန်ကုန် Underground Youth Organization အဖွဲ့၃ဖွဲ့ကပူးပေါင်းလှုံ့ဆော်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီဘက်ကလည်းဒီလိုနေ့မှာတုံ့ပြန်လှုံ့ရှားမှုရှိနိုင်တယ်လို့ယူဆပြီးလုံခြုံရေးတွေတင်းကျပ်ထားတဲ့ကြားကအခုလိုတိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အဲဒီနောက်မှာတော့စစ်ကောင်စီတပ်တွေကရှိနေတဲ့အင်အားတွေအပြင်နောက်ထပ်အင်အားတိုးပြီးရက်ွက်တီထဲမှာပါရှာဖွေစစ်ဆေးနေတယ်လို့ကြီးမြင့်နိုင်မျိုးကန်တိုးကပြောပါတယ် ဒီပေါခွဲတိုက်ခိုက်မှုဖြစ်စဉ်မှာစစ်ကောင်စီဘက်ကထိခိုက်သေးဆုံးခြေနေကိုတော့မျက်စိမှအနေနဲ့အတိမပြုနိုင်သေးပါဘူးရှင်အခုတော့ဒီမော့ဆော်ဘက်ကသတင်းတပုတ်နဲ့ဆက်ရှင်ပါတယ်ဒီမော့ဆော်မြို့တောင်ဘက်ကကြေးရွာတွေကိုစစ်ကောင်စီတပ်တွေကလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်နေတယ်လို့ဒီမော့ဆော် PDF ကပြောပါတယ်ကရနီပြည်နယ်ဒီမော့ဆော်မြို့တောင်ဘက်9မိုင်အကွာက ဒေါ်ခမီကျေးရွာတောင်ပေါ်မှာစစ်ကောင်စီတပ်အင်အား200လောက်တပ်ဆွဲထားပြီးအနီးအနားကရွာတွေကိုဒီဇင်ဘာလ9ရက်နေ့ကနေဒီဇင်ဘာလ6ရက်နေ့မနက်အစောပိုင်းအထိလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်နေတာဖြစ်ပါတယ်။ဒီဇင်ဘာလ9ရက်နေ့မနက်အစောပိုင်းမှာလက်နက်ကြီးအတွဲလိုက် အကြိမ်40လောက်ပစ်ခတ်ခဲ့ပြီးနေ့လယ်ပိုင်းမှာ120မမနဲ့ပစ်ခတ်ခဲ့ပြီးတော့ညပိုင်းမှာအကြိမ်20လောက်အတွဲလိုက်ထပ်မံပစ်ခတ်ခဲ့တယ်လို့ဒီမော့ဆော PDF သတင်းပြန်ကြားရေးတာဝန်ခံကမျိုးစိမကိုပြောပါတယ်။ ီလိုပြစ်ခတ်ခံရတာကြောင့်အနီးအနားမှာရှိတဲ့ရွာတွေတော်တော်ပျက်စီးသွားတယ်လို့လည်းဆိုပါတယ်။ဒေသခံပြည်သူတွေကတော့စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတာသိလို့ကြိုတင်တင်းချောင်နေကြတဲ့အတွက်ထိခိုက်မှုမရှိခဲ့ဘူးလို့ဆိုပါတယ်။ဒီမော့ဆော်မြို့နယ်မှာစစ်ကောင်စီတပ်တွေဝင်ရောက်တပ်ဆွေးထားတဲ့သဲစုလဲစခန်းကိုနိုဝင်ဘာလ29ရက်နေ့မှာ ကရဏီပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီတပ်တွေဟာသဲစုလေစခန်းနဲ့ကုန်းတရော်မှာတပ်ဆွေးထားတဲ့စခန်းတွေကနေစွန့်ခွာခဲ့ကြတာပါအဲ့ဒီနောက်မှာတော့နိုဝင်ဘာလ30ရက်နေ့ကစလို့စစ်ကြောင်းပြန်ထိုးလာပြီးတိုက်ပွဲတွေတောက်လျှောက်ပြင်းထန်လာခဲ့တာဖြစ်တယ်လို့ဒီမော့ဆော့ PDF ကပြောပါတယ်ခင်ဗျာ က်ဆုံးရပြည်ရင်တဲ့တွေကိုဆက်လက်နာဆင်ကြပါမယ်။အလုံသမားရေးဆောင်ရွက်သူဦးတန်နှင်းအောင်ကိုထောင်နဲ့နှစ်နဲ့ချမှတ်လိုက်ပါရယ်။မြန်မာနိုင်ငံစက်မှုလက်မှုနယ်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံအလုံသမားသမက္ကများအဖွဲ့ချုပ် MICS ရဲ့အထွေထွေအတွင်းရေးမှူးချုပ်ဦးတန်နှင်းအောင်ကိုပေါင်မြို့နယ်အထူးတရားရုံးကဒီဇင်ဘာ9ရက်နေ့မှာမတရားအသင်ဆက်သွယ်မှုပုံမှန်ဆက်ခွန်တင်တဲ့ထောင်နဲ့နှစ်နဲ့ငွေရန်ကျပ်နှစ်တောင်းချမှတ်လိုက်တာဖြစ်ပါတယ်။ ကိုတန်နှင်းအောင်ဟာအတင်းထောင်အတွင်းမှာကျမ်းမာရေးဆူဆူဝါးဝါမဖြစ်နေပေမဲ့လေယောဂအခန်းတွင်ရှိတာကြောင့်စိတ်ချရတဲ့ကျမ်းမာရေးအနေထားတော့မဟုတ်ဘူးလို့အလုံသမားရေးဆောင်ရွက်နေသူတို့ကပြောပါရတယ်။ ဥတ္တန်နှင်အောင်ကိုစကောင်စီတက်တွေကပြီးခဲ့တဲ့2021ခုနှစ်ဇွန်လအတွင်းကမြောက်ရီမြို့မှာဖမ်းဆီးသွားခဲ့တာဖြစ်ပြီး အပန်းခံရပြီးတစ်နှစ်ကျော်ကြာမှအမိန့်ချတာလည်းဖြစ်ပါတယ်။ဒီလိုအမိန့်ချခံရတာနဲ့ပတ်သက်ပြီးအယူခံတက်မှာမဟုတ်ဘူးလို့နှိဇတ်သူတွေစီကတဆင့်သိရပါတယ်ရှင်။အခုဆက်လက်နားဆင်ရမယ့်သတင်းတစ်ပုဒ်ကတော့လက်ရှိနိုင်ငံအတွင်းကပြဿနာတွေကို ဖြစ်ရှင်းနိုင်ဖို့အတွက်တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါဝင်တဲ့မျက်နှာစုံကြီးအစည်းအဝေးတစ်ခု2022ခုနှစ်အကုန်မှာဖြစ်ပေါ်လာနိုင်ဖို့ငင်းချမ်းရဲ့လုပ်ငန်းစဉ်ဥဆောင်အဖွဲ့ PPSD ကစ조사နေတယ်လို့သိရပါတယ်။သက်ဆိုင်သူတွေအားလုံးပါဝင်တဲ့တွဲဆုံဆွေးနွေးမှုပေါ်ပေါက်လာဖို့ဟာ PPSD ရဲ့နိုင်ငံရဲ့သဘောထားရည်မှန်းချက်တစ်ခုဖြစ်ပြီးလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုဖြေရှင်းဖို့အတွက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တိုင်းရင်းသားနိုင်ငံရဲ့ပါတီတွေ အကောင်မျက်နှာစုံကြီးဆွေးနွေးဖို့လိုတယ်လို့ PPSD ရဲ့ပြောခွင့်ရသူဗိုလ်မှူးကြီးစောကျော်ညွန့်ကဆိုပါတယ်ပထမအဆင့်အနေနဲ့နိုင်ငံတဝန်းမှာရှိတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တွဲဆုံနိုင်ဖို့ကြိုးစားနေပြီးတွဲဆုံပွဲဖြစ်မြောက်ရင်ပြည်ထောင်စုတိဆောက်ရေးအတွက်သဘောထားအမြင်တွေအကြံပြုချက်တွေကိုဆွေးနွေးသွားကြမှာဖြစ်တယ်လို့သိရပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရှင်းအမျိုးသားတပ်ဦး CNF နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့အပါအဝင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၁၀ဖွဲ့နယ်ဖွဲ့စည်းတာတဲ့ PPSG အဖွဲ့ဟာမြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက်ပိုင်းပုံစံနှမျိုးထင်ထင်ရှားရှားဖြစ်ပေါ်နေတာပါ PPSG အစုအဖွဲ့နဲ့တညီတညွတ်တဲသွားတဲ့အုပ်စုနဲ့သီးခြားရက်တီတဲ့အုပ်စုဆိုပြီးကွဲပြားလာတာဖြစ်ပါတယ်သီးခြားရက်တီတဲ့အုပ်စုမှာတော့ကရင်အမျိုးသားအစည်းအရုံး KNU RCSS နဲ့ CNF တို့ပါဝင်ပါတယ်။ပြီးခဲ့တဲ့ April လအတွင်းကစစ်ကောင်စီကဖိတ်ခေါ်ခဲ့တဲ့ငင်းချမ်းရဲ့ဆွေးနွေးပွဲကို PPSD အဖွဲ့ဝင်6ဖွဲ့နဲ့ RCSS တို့တွားရောက်ပြီးနှစ်ကြိမ်တွဲဆုံဆွေးနွေးခဲ့ပါတယ်ခင်ဗျာ။စကိုင်းတိုင်းစလင်ကြီးမြို့နယ်မှာဒီဇင်ဘာ6ရက်နေ့မနက်6နာရီလောက်ကစပြီးစစ်ကောင်စီတပ်တွေကကျေးရွာ3ရွာကိုမိရှို့ဖျက်ဆီးနေပါတယ်စစ်ကောင်စီတပ်တွေဟာအင်ဂျင်900လောက်ရှိတဲ့တရားကျေးရွာကိုမိရှို့ဖျက်ဆီးပြီးတဲ့နောက်မှာတော့ အုံတော့ရွာနဲ့ရှမ်းကိုင်းရွာကိုမိဆက်ရှုံနေတယ်လို့ဒေသခံတို့ကပြောပါရယ်။ဒေသခံတွေကတော့ဒီဇင်ဘာ9ရက်နေ့ကလေးကစစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလာတာကိုသတင်းရလို့ရွာတွေကနေကြိုတင်ရှောင်တိန်နေကြတယ်လို့လည်းသိရပါရယ်။စစ်ကောင်စီတပ်စစ်ကြောင်းဟာတရားကြည့်ရွာမှာတက်ဆွဲခဲ့ပြီးဒီဇင်ဘာ6ရက်နေ့ရွာကနေပြန်အထွက်မှာမိရှို့သွားခဲ့တာလို့ဆိုပါရယ်။ရွာကလူကုံရှောင်းတိန်နေကြရတာကြောင့်အင်ဂျီဘလောက်မိသေးပါသွားတယ်လဲဆိုတာမသိရသေးဘူးလို့ လုံချုံရင်အရာအမြင်မဖော်လို့တဲ့ဒေတာခန်တူကပြောပါရယ်ဆလင်ကြီးမျိုးနဲ့အတွင်းမှာစစ်ကောင်စီတက်တွေကစစ်ကြောင်းထိုးနေတာကြောင့်တရားအုံတော်ရှမ်းကိုင်းနဲ့ဇီးချံရွာတွေအပါအဝင်ကျေးရွာ9ရွာကဒေတာခန်ပြည်သူ9000ကျော်ထွက်ပြေးတိမ်းရှောင်နေကြပါရယ်